ပြည်သူတွေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေသာပူးပေါင်းဆောင်ရွက်မှုတွေရှိလာရင်မှုခင်းဖြစ်ပွားမှုတွေရော့ကျလာနိုင်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကပြောပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနူပေးပို့ထားပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးတွင်မှုခင်းဖြစ်ပွားမှုတွေရော့ကျဖို့နဲ့မှုခင်းကြိုတင်ကာကွယ်နိုင်မှုအတွက်ရတရာစီမံချက်တွေပြည်သူအခြေပြုရေလုံငန်းစဉ်တွေလှုပ်ဆောင်ခဲ့ပါတယ် ပြည်သူတွေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေသာပူးပေါင်းပါဝင်မှုတွေရှိလာမယ်ဆိုရင်ရုံတိုင်းဒေသရဲ့အတွင်းမှုကင်းဖြစ်ပွားမှုတွေအမှန်တကယ်ရောကြလာနိုင်တယ်လို့ရုံတိုင်းဒေသရဲ့တပ်ဖွဲ့သတင်းထုတ်ပြန်ရေးကပြောပါရယ်ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးမှုကင်းကြဆင်းရေးတွေကျွန်တော်တို့ရဲတပ်ဖွဲ့တစ်ခုတည်းနဲ့ဟာလာအောင်မြင်မှာမဟုတ်ပါဘူးဟာလာအဲ့တော့ပြည်သူများအနေနဲ့ဟာလာဌာနဆိုင်ရာများအနေနဲ့ NGO အဖွဲ့များအနေနဲ့ကျွန်တော်တို့နဲ့အတူတူဟာလာဒီမှုကင်းကြဆင်းရေး တရားဝေဆိုးမှုရေးလုပ်ငန်းများကိုအတူတူကဟာပူပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးကပူရင်ကြဆင်းလာလိမ့်မယ်လို့ကျွန်တော်ထင်မြင်မိပါတယ်ရှုံတိုင်းဒေသရဲ့တပ်ဖွဲ့ရဲ့ပြည်သူအခြေပြုရေးလုပ်ငန်းမှာပထမဆုံးအနေနဲ့မှုခင်းဖြစ်ပွားမှုအများဆုံးဖြစ်တဲ့လေးမြို့နယ်ကိုရှိပေးစီမံချက်လှုပ်ဆောင်ရမှာတော့အောင်မြင်မှုရရှိခဲ့ပါတယ်။ဩဂလတရနေ့ကစတင်ပြီးနောက်ထပ်ရှိမြို့နယ်စီမံချက်ကိုလှုပ်ဆောင်ခဲ့ရမှာပြည်သူတွေဘက်ကပုံမှုပူးပေါင်းပါဝင်လာတယ်လို့ရဲမှုလှဝေကပြောပါတယ်။အခုလက်ရှိရှိမြို့နယ်မှာလည်း အခုပြီးသွားပြင်ပြီးသွားတော့ညာလည်းပဲလက်ရှိအခုနစခဲ့တဲ့ကျွန်တော်တို့ရှင်းမြူနေမှာပေါ့နော်အရှိပိုင်းခင်ဆိုရင်မြောက်တကုံနဲ့ကျွန်တော်တို့တာဂီတာလက်ရှိတဲ့စီမံချက်ပြီးသွားပြင်ပြီးသွားတဲ့ညာလည်းရဲ့ရအခြေပြုအဖွဲ့တွေကယခုလက်ရှိကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ညစဉ်ညတိုင်းလှည့်ခင်းနေဟာလာဒီဟိုပိတ်ဆို့ရှာဖွေရေးတွေမှာကျွန်တော်တို့လက်ရှိဒါပူးပေါင်းဆောင်နေနေဖြစ်ပါတယ် ရောင်းတိုင်းဒေသရဲ့တပ်ဖွဲ့အနေနဲ့တရားဥပဒေစိုးမိုးရေးမှုကင်းကြဆင်းရေးလုပ်ငန်းတွေမှာမှုယူစီဝါပပျောက်ရေးလောင်းကစားမှုပပျောက်ရေးလုပ်ငန်းတွေကိုပါအရှိန်အဟုန်မြင့်ဆောင်ရွက်နေပြီးတတိယမြောက်ပြည်သူခြေပြုတ်စီမံချက်အနေနဲ့ကတော့နောက်ထပ်ရှင်းပြနယ်ကိုအော်တိုဘလတ်လောက်မှာစတင်လုပ်ဆောင်သွားမယ်လို့ရုံတိုင်းဒေသရဲ့တပ်ဖွဲ့ကပြောပါတယ်။ကျမခိုင်ပန်းနူပါ။